မင်္ဂလာပါရှင်ဒီနေ့ကျွန်မတို့အတူတူဆွေးနွေးကြည့်ကြမှာကတော့อืมလူတိုင်းနဲ့ဆိုင်တဲ့အလစ်အကျင့်တွေအကြောင်းပါပဲဟုတ်ကဲ့မင်္ဂလာပါဟိုနေ့တိုင်းအလိုလိုလုံးမိနေတဲ့ຢာတွေပေါ့အဲ့လာတွေဘလို့ဖြစ်လာလဲဥနှုံးတွေကတော့ဘလို့များဆက်ဆက်နေမလဲဟုတ်ပါတယ်ပြီးတော့အရေးကြီးဆုံးကလေအကျင့်ကောင်းတွေဘလို့လုံးမလဲအကျင့်ဆိုးတွေကြတော့ဘလို့ပြောင်းလို့ရမလဲပေါ့ဒါတွေကိုသူတန်တာတွေစောင်းမွားတယ်နေကြည့်ပြီးပြောကြမယ်ပေါ့နော်อืมစိတ်ဝင်စားဖို့ကောင်းတာကကျွန်တော်နေ့တိုင်းလုပ်နေကြအဖြူမူတွေရဲ့ 40ရာခိုင်နှုန်းလောက်ကအလေးအကျင့်လေးချီးပဲလို့ဆိုရဲဗျာဟမ်40ရာခိုင်နှုန်းအတော်များတာပဲနော်ဟုတ်တယ်ဆိုတော့ဒါကိုကောင်းကောင်းနားလည်ထားရင်ကိုဘဝကိုပို့ပြီးတော့ဟိုတတိထားပြီးထိန်းချောင်းနိုင်မှာပေါ့လေဟုတ်ကဲ့ဒါဆိုအရင်ဆုံးအလေးအကျင့်ဆိုတာဘာလဲဆိုတာလေးနည်းနည်းပြန်ရှင်းရအောင်ဒါကဟိုတိတ်မစင်းစားပဲလုပ်လိုက်ကြရလားဟမ်အလိုလျောက်ဖြစ်သွားတဲ့အပြုတ်မှုတွေပေါ့ဥပမာမနေ့အီယာထိုင်းတွားတိုက်တာမျိုးပေါ့ သိခေါင်းတဲ့အထက်စဉ်းစားမနေတော့ဘူးလေအာဟပ်အရင်မှာ child to hick up ပြောတာရှိတယ်အလေးအချင်း quenzet ပေါ့ habit loop လို့ခေါ်တယ်အစင်သုံးစင်းနဲ့လဲပါနေတာအစင်သုံးစင်းဘာ၄လေဟုတ်ကဲ့ပထမဆုံးကလုံဆောင်မှု q နောက်ပြီးတော့လော်ယိုလုံစင် routine အဲနောက်ဆုံးက slot reward ပေါ့ q routine reward อืมဟုတ်ပါတယ် basal ganglia ဆိုတဲ့ဦးနှောက်အစိတ်ပိုင်းကအဓိကအခန့်ကဏ္ဍကပါဝင်ပါတယ် သူကကျွန်တော်ထခါထခါလုပ်တဲ့အပြုမူတွေကိုမတားပြီးတော့အလိုအလျောက်ထိန်းချုပ်ပေးတဲ့နေရာပေါ့ဩသူကမှတ်ထားလိုက်တာပေါ့ဟုတ်ကဲ့ဒါကြောင့်အလေးချင်းဖြစ်သွားပြီဆိုရင်တိတ်အားဆိုင်စဉ်းစားစရာမလိုတော့ပဲလုံနိုင်သွားတာ Stanford Tech လို့က fMRI လေ့လာမှုတွေအများဆိုရင်အကျင့်တစ်ခုကိုလုံနေချိန်မှာဦးနှောက်ရဲ့ခြားစဉ်းစားတဲ့အပိုင်းတွေကနားလို့ရသွားတယ်စွမ်းရင်ခြွေတာရတာပေါ့ 哦ဟုတ်ကဲ့ဦးနောက်ကသူ့လို့သူ့လို့သွားတာမျိုးကိုဟို neural pathways တွေအားကောင်းလာတယ်ဆိုတာမျိုးကရောအဲ့ဒါလေးနည်းနည်းရှင်းပြပါအောင်အဲ့ဒါကဒီလိုပြအလေးချင်းတစ်ခုကိုခဏခဏလုပ်တဲ့အခါဦးနောက်ထဲမှာအဲ့ဒီအပြုမူနဲ့သက်ဆိုင်တဲ့အာယုံကြော cell တွေကြားကဆက်သွဲတဲ့လမ်းကြောင်း neural pathway ကပို့ပြီးတော့သုံးများလာတယ်အင်း哦မြခင်ပင်မှာလူတွေခဏခဏဖျက်ချောင်းရင်းလမ်းဖြစ်သွားတယ်လို့ပဲဒီအာယုံကြောလမ်းကြောင်းကပူရီကျလာတယ် ပိုမြန်လာတယ်ပိုရှင်းလာတယ်ပေါ့အချက်ပြမှုတွေကအလွယ်လေးစီးဆင်းသွားနိုင်သွားတာအော်လမ်းကြောင်းပေါက်သွားသလိုပေါ့ဟုတ်ပါတယ်ဒါကြောင့်အဲ့ဒီအပြူမှုကအလိုလျောက်ဆန်းသွားတာပြီးတော့စူလန်ရတဲ့အခါဒိုပမင်းဆိုတဲ့တက်ထိုးလို့မှုကဒီလမ်းကြောင်းကိုပိုးပြီးတော့ခိုင်မစေတယ်ဒါလောက်တာကောင်းတယ်နောက်လည်းလုံအောင်ဆိုတဲ့သဘောမျိုးပေါ့အဲ့လိုကဒိုပမင်းကြောင့်ထက်လုတ်ခြင်းစိတ်ဖြစ်တာပေါ့ဒါဆိုအချင်းတစ်ခုကိုပြောင်းချင်ရုံဖြစ်နိုင်မှာလားအထူးသဖြင့်ဟို နှစ်နေနဲ့ချီဆွဲနေတဲ့အချင်းဆိုးတွေလေ။ဟွန်းဖြစ်နိုင်ပါတယ်။သူရသနာတွေရတော့ပြန်ပြ66ရက်လောက်လိုတယ်လို့ဆိုတယ်။ဒါပေမဲ့66ရက်ဟုတ်ဒါပေမဲ့ဒါကတကယ်တော့လူတယောက်နဲ့တယောက်အချင်းတစ်ခုနဲ့တစ်ခုတော့ကွာနိုင်တယ်ရက်။ရှိရက်လောက်နဲ့ရတဲ့သူရှိသလိုရက်ည50ကျော်ကြာတဲ့သူလည်းရှိနိုင်တယ်။အော်တော်တော်ကွာတာပဲ။အဓိကတော့နေ့တိုင်းတတမတဲလောက်တော်ဖို့ပဲ။အဲ Charles Duhigg ပြောသလိုပေါ့ အကျဉ်းဆိုးတစ်ခုကိုလုံးဝဖျောက်ဖျက်ပစ်ဖို့တော့မလွယ်ဘူးဒါပေမဲ့သူ့ကွင်းဆက်ကိုနားလဲရင်ပြောင်းလို့ရတယ်ဘယ်လိုပြောင်းရမလဲဟို Q နဲ့ reward ကိုတည်အောင်လို့ပြီးလို့ဂျားတဲ့က routine ကို ပိုကောင်းတဲ့အကျိုးရှိတဲ့အဖြစ်မှုတစ်ခုနဲ့အစားထိုးလိုက်ရုံပဲဩ routine ကို အစားထိုးတာပို့ဟိုအကျဉ်းကောင်းတဲ့ဆက်လူချင်းရင်ကောဟို James Clear ရဲ့ Atomic Habits စောက်ထဲကနီးတယ်လို့မျိုးပေါ့လူသိမြရတယ်နော်ဟုတ်ကဲ့ James Clear ရဲ့နီးကအတော်လေးလက်တွေ့ကြပြီးထိရောက်ပါတယ် သူ့မှာဥပဒေ၄ရက်ရှိတယ်ဟုတ်ကဲ့တိထင်ရှားအောင်လုပ်ပါ make it obvious ကိုကိုအဲ့ချင်းလို့ဖို့တတိယအောင်မြင်တာအောင်လုပ်ထားတာမျိုးอืมอืมနိဆွဲဆောင်မှုရှိအောင်လုပ်ပါ make it attractive လုံချင်းစေပေါ့လောင်တတိနည်းနဲ့ဖန်တီးတာ ဟုတ်တုံးကလွေခူအောင်လုပ်ပါ make it easy လုံရတာခက်ခဲနေရင် မလုပ်ဖြစ်တော့ဘူးလေဆိုတော့အဆင့်တွေ short chart လွေအောင်လုပ်တာအဲ့ဒါအရေးကြီးမဲ့ထင်တယ်ဟုတ်ပါတယ်လေးကတော့ ကျေနပ်မှုရှိအောင်လုပ်ပါ make it satisfying လုပ်ပြီးတာနဲ့ချက်ချင်းသေးသေးလေးဖြစ်ဖြစ်ကျေနပ်စရာတစ်ခုခုရအောင်ဖန်တီးတာอืม Stanford က Dr. BJ Fogg ရဲ့ Tiny Habits ကလည်းအဲ့ဒီလွယ်ကူအောင်လုပ်ခြင်းကိုပိုပြီးအလေးပေးတယ်နော်အဲ့ဒါသိမှန်းတာဗော Fogg ရဲ့အဓိက concept ကအရင်အရင်သင်ခဲ့တဲ့အပြုအမူကနေစဖို့ပဲ Tiny Habits ဗောဘယ်လိုထိသေးရမလဲဥပမာ push up အကျိန်20လုပ်မယ်လို့ဆုံးဖြတ်မဲ့အစား push up တခါပဲလုပ်မယ်ဆိုတာမျိုးဟဲ့တခါတယ်ဟုတ်တယ်ဒါမှမဟုတ်သွားတိုက်ပြီးတိုင်းရေတုံးမယ်ဆိုပြီးရှိပြီးသားအကျင့်တစ်ခုခုနဲ့ချိန်လိုက်တာမျိုးအဲ့လိုသိငယ်ပြီးချိန်ဆက်လိုက်တော့အောင်မြင်မှုအရန်လွယ်သွားတယ်ဟုတ်ကဲ့အဲ့လိုအောင်မြင်မှုသေးသေးလေးတွေကကိုယ့်ကိုယ်ကိုယုံကြည်မှုတက်စေပြီးဆက်လုပ်ခြင်းစိတ်ဖြစ်เสียရပေါ့ဟာဗတ်ကသူတည်နာတွေကလည်းတအားထောက်ခံတယ်အပြောင်းလဲကြီးတက်ခါတဲ့လောက်တာထဆိုင် သေးသေးလေးတွေကိုတဆိုင်မမတ်လုပ်ထွားတာကရေရှည်မှာပိုအောင်မြင်တယ်လို့ဆိုပါတယ်။อืมမှန်ပါတယ်။အလေးအကျင့်အမျိုးအစားခွဲမယ်ဆိုရင်ကောအကျန်းဖင်းပေါ့။ရေပူရခွဲရင်တော့အကျင့်ကောင်းအကျင့်ဆိုပြီးတော့ဂျားနေအကျင့်ဆိုပြီး၃မျိုးလောက်ခွဲလို့ရမယ်ထင်ပါတယ်။ဂျားနေအကျင့်ဟုတ်အကျင့်ကောင်းကတော့သိတာပါတယ်။ကျမရေအလုစိတ်ပိုက်ဆိုင်ရာကောင်းကျိုးပေးတာပေါ့။အကျင့်ဆိုကစန့်ကျင်ဘက်ပဲ။ဂျားနေအကျင့်ကြတော့ ိုအချင်းနေပေါ်မူတီဗီကောင်းဟာကြီးတို့စောဟာကြီးတို့လွတ်နိုင်တာဥပမာဆိုရှယ်မီဒီယာတုံတာမျိုးပေါ့ဩဟုတ်ကဲ့အကိုင်းရတာတခုအထီကကောင်းမဲ့မရောက်တော့ရင်စိုးကျိုးဖြစ်တာမျိုးအတိအကျပါပဲကဲဒါဆိုရင်ဒီနေ့ရွှေနေဖြစ်တာတွေကိုပြန်ကြည့်ရင်အလေးအချင်းနေဆိုတာတကယ်တော့ဇမတို့ဘဝကိုတိတ်ထိတ်လေးပုံဖော်နေတဲ့အင်းအားကြီးတွေပဲနော်ဟုတ်ပါတယ်အဲ့ဒီ habit loop ဆိုတဲ့ကွင်းဆက်နဲ့လဲပတ်တီဦးနှောက်ထဲမှာအမိတွယ်သွားတတ်တယ်ဒါပဲမိတ် အစားထိုးပြောင်းလဲလို့ရနိုင်တယ်ဆိုတာကတော့အားတက်စရာပဲဟုတ်ကဲ့အဓိကကတော့ကိုယ့်အချင်းရဲ့ queue routine reward ကိုတတိထောင်မိဖို့အစားထိုးခြင်းရင်တိတိလေးကစဖို့လွယ်အောင်ဆွဲဆောင်မှုရှိအောင်ကျင့်တဲ့ဆရာဖြောင်းဖန်တီးဖို့ပါပဲကိုကိုကိုအပြစ်တင်နေတာထက်ဒီလိုနီးလိုင်းကြကြချင်းကတ်တာကပိုထီရောက်ပါလိမ့်မယ်ဟုတ်ကဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးနောက်ဆုံးစဉ်းစားစရာလေးတစ်ခုမျှဝေချင်ပါသေးတယ် Harvard ကသူတည်တည်တော့ Dr. Wendy Wood ကပြောတာလေပါသူကအလေးချင်တီဆိုတာစိတ်တက်ခွန်အပေါ်မှာပဲမူတည်တာမဟုတ်ပဲပတ်ဝန်းကျင် နေလားအချိန်အခါတွေနဲ့ပို့ပြီးတိုက်ရိုက်ဆက်ဆက်နေတယ်လို့ဆိုတယ်อืมပတ်ဝန်းကျင်ရဲ့အရေးပါဘူးပေါ့ဟုတ်ပါတယ်ဆိုတော့ကိုယ့်ရဲ့စိတ်တက်ကိုပဲအာတင်ပြီးအချင်းတခုပြောင်းဖို့စူးစမ်းနေတာထက်ကိုရှိနေတဲ့ပတ်ဝန်းကျင်ကိုအရင်ဆုံးအထောက်အကူဖြစ်အောင်ပင်ဆင်လိုက်တာကတော့အလေးအချင်းပြောင်းလဲဖို့အတွက် ပိုလွယ်ကူပြီးချီရောက်တဲ့ပထမခြေလှမ်းဖြစ်နေနိုင်မလားဆိုတာလေးတွေးစရာပါပဲ။ဟုတ်ကဲ့။ဒါကတကယ်စဉ်းစားစရာအချက်ကောင်းလေးပါပဲ။ပတ်ဝန်းကျင်ကအလေးအကျင့်အပေါ်တည်ရောက်မှုကအများကြီးရှိနိုင်ပါတယ်။